တချင်းတပုတ်တီဆိုပြီးအရင်ချင်းတွေကိုခြံပြလိုက်တဲ့ဖြူဖြူတွေရန်ကုန်ဆယ်လီမျိုးပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်ပရိသတ်များရှင်ဖြူဖြူတွေကဆယ်လီတအုပ်ပါတချင်းတွေလည်းဆိုပါတယ်ပွဲတွေမှာဆိုရင်တောက်လျှောက်ဆိုသလိုဖြော်ပြေးနေနဲ့ပါဝင်နေတာဖြစ်ပါတယ်အစိုးရတရားမဟုတ်ပေမဲ့ပရိသတ်တွေနဲ့ရင်းနှီးမှုရအောင်လို့တချင်းတွေအများကြီးကိုဆိုရပါတယ်ဒီလိုတီဆိုရတဲ့အခါမှာဖြူဖြူတွေရဲ့အတန်ကတာမန်တချင်းပုံစံမျိုးတွေနဲ့လုံးဝလိုက်ဖက်မှုရှိမနေခဲ့ပါဘူး ဖြူဖြူထွေးအနေနဲ့ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက်ကိုပိုင်တခြင်းတွေလည်းထုတ်လုပ်ခဲ့ပါတယ်။ motivation တခြင်းလိုမျိုးတွေကိုတည်ဆိုခဲ့တဲ့အာမငယ်ပို့ခွန်အားဖြစ်စေတဲ့တခြင်းတွေကိုတည်ဆိုခဲ့တယ်ဆိုပေမယ့်ပရိသတ်တွေကဖြူဖြူထွေးကိုချစ်လို့သာအားပေးလိုက်ရပေမယ့်ဖြူဖြူထွေးကိုတခြင်းဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့လက်ခံယုံကြည်မှုကတော့တော်တော်လေးကိုနည်းတာဖြစ်ပါတယ်။ဟာသာပိုင်းတွေမှာကျွမ်းကျင်တာကြောင့်ဖြူဖြူထွေးကပွဲတွေမှာဆိုရင်လည်းတခြင်းနည်းနည်းပဲဆိုတာဖြစ်ပြီးဟာသာတွေကိုပဲပြောနေတတ်တာဖြစ်ပါတယ်။ ပွဲတွေမှာဆိုရင်လည်းပရိသတ်တွေနဲ့ရင်းနှီးမှုတွေရအောင်ဟာတာရီပြောဖြောပြီးတင်ဆက်နေတဲ့ဖြူဖြူထွေးကတချင်းတစ်ပုတ်ကိုတီးဆိုပြီးအစွမ်းနေကိုပြလိုက်ပြီးဖြစ်ပါတယ်။တချင်းတွေကိုတီးဆိုတဲ့နေရာမှာဖြူဖြူထွေးကိုတချင်းဆိုတာမကြိုက်ကြဘူးဆိုပြီး ပြောဆိုကြတဲ့ပရိသတ်တွေကလည်းတော်တော်လေးကိုများပါတယ်ဖြူဖြူတွေးကအတန်ကောင်းပေမဲ့တခြင်းမစိုးတက်ဘူးလို့လည်းဝေဖန်မှုတွေကတောက်လျှောက်ဆိုသလိုခံနေရတာပါလွန်ခဲ့တဲ့ရက်မှာတော့ဖြူဖြူတွေးကသူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေဗီဒီယိုလေးတစ်ပုဒ်တင်လာခဲ့ပါတယ်အဲ့ဒီဗီဒီယိုမှာတော့ဖြူဖြူတွေးက rap တခြင်းတစ်ပုဒ်ကိုတီဆိုနေတာဖြစ်ပါတယ် rap တခြင်းတစ်ပုဒ်ကိုစတူဒီယိုမှာအတန်သွင်းနေတဲ့ဗီဒီယိုဖိုင်ကိုတင်လာခဲ့တာပါ rap တခြင်းကလည်းတာမန်တခြင်းမဟုတ်ပေအင်္ဂလိပ်လိုတခြင်းကိုပြန်လည်တီဆိုတာမျိုးဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီဗီဒီယိုကိုကြည့်ပြီးအားလုံးကတန်တအောဖြစ်ခဲ့ရပါတယ် ူဖြူတွင်းကရက်တချင်းနေနဲ့လိုက်တယ်ဆိုပြီးတော့ချီကျူးတဲ့တန်တွေကိုလည်းကြားခင်ရပါတယ်ဖြူဖြူတွင်းကအဲ့ဒီတချင်းကိုတီဆိုတဲ့ခါမှာပရိသတ်တွေကတကယ့်ကိုအံဩသွားခဲ့ရတာပါဖြူဖြူတွင်းကတချင်းဆိုတဲ့နေရာမှာမကောင်းဘူးဒါပေမဲ့ဒီလိုရက်တချင်းကိုတီဆိုတဲ့နေရာမှာတော့တော်တော်လေးကိုကျွမ်းကျွမ်းကျင်ကျင်ရှိတာဖြစ်ပြီးအတန်အတွက်တွေကလည်းကောင်းနေတာကြောင့်မအားလုံးကလည်းဖြူဖြူတွင်းရဲ့အဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့ ရက်တချင်းနေနဲ့လိုက်တယ်တခြားတချင်းနေမဆိုပါနဲ့ရက်တချင်းနေကိုပဲပို့ပြီးတော့တီဆိုစေခြင်းနဲ့ဖြူဖြူထွေးနဲ့လိုက်ဖက်တဲ့တချင်းပုံစံမျိုးကိုတွေ့ပြီးစသဖြင့်ကောင်းသောမှတ်ချက်တွေပြုခဲ့ကြတာဖြစ်ပါတယ်ဖြူဖြူထွေးကတော့တချင်းဆိုတဲ့ဘိုင်းနဲ့ပတ်သက်ပြီးသူ့ကိုယ်သူတော့ယုံကြည်မှုမရှိပါဘူးဒါပေမဲ့အဲ့ဒီလိုရက်ပင်နေရိုးရတာကဖြူဖြူထွေးအတွက်အားသာမယ်လို့လည်းပရိသတ်တွေကကြည်ပြီးသိသွားနိုင်တာဖြစ်ပါတယ်တခါတလေမှလည်းကိုလုံးနေရဲ့လုပ်တွေကကိုနဲ့အံဝင်ကွင်ကျဖြစ်မနေတာမျိုးတွေလည်းအများကြီးရှိပါတယ်ဖြူဖြူထွေးတို့လိုဆယ်လီကပရိသတ်တွေနဲ့ရင်းနှီးမှုရအောင်ကြိုးစားရတဲ့အခါမှာ အခုလိုမျိုးတချင်းဆိုတာကလည်းအရေးချင်းတစ်ခုအနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။ဖြူဖြူတင်းရဲ့ rapping ရွတ်နေတဲ့တချင်းကိုနားထောင်ပြီးဒါဟာသူ့ရဲ့စစ်မှန်တဲ့အရေးချင်းပဲဆိုပြီးပရိသတ်တွေကလက်ခံလာခဲ့ပါတယ်။မတင်မတ်တဲ့အဲ့ဒီဗီဒီယိုလေးကကြည့်ရှုသူတွေများပြားခဲ့တာဖြစ်ပြီးဖြူဖြူတွင်းနဲ့ live ဖတ်တဲ့တချင်းပုံစံတွေ့သွားလို့သူ့အတွက်လည်းခွန်အားရတက်ခင်ရတာပဲဖြစ်ပါတယ်။မတင်မတ်ထားပဲနဲ့ rap တချင်းတစ်ပုဒ်ကိုတီးဆိုလိုက်ပြီးပရိသတ်တွေရဲ့အားပေးမှုတွေကိုပုံမှန်ရရှိခဲ့တာဖြစ်လို့ဖြူဖြူတွင်းရဲ့ပတ်ဝန်းကျင်တွေကလည်းကျေနပ်နေကြတာပါ။ ပရိသတ်ကြီးအနေနဲ့ရောဖြူဖြူတွင်းနေတဲ့တာမန်တချင်းနေတီဆိုတာမျိုးမဟုတ်ဘဲအခုလို rap တချင်းနေတီဆိုတဲ့အပေါ်မှာ live ဖတ်မှုရှိရလို့ခံစားရလားဆိုတာ video အောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများတင်ပါတယ်ရှင်